ရသော်ဗျာကဟောထားတယ်ဆူတောင်းနေရမယ်ဆိုရင်တယောက်နဲ့တယောက်ဘာမှကွာမှာမဟုတ်ဘူးတဲ့ဆူတောင်းတာလွယ်တယ်လေအဲ့တော့ကျင့်သုံးလိုက်နာမှုကအရေးကြီးအခုခေတ်လည်းထင်ကြတယ်လေလူတွေကဒီဖျားကဆူတောင်းပြည့်တယ်ဒီဖျားလေးရောက်မှငါအဲ့စီးပွားတက်တယ်လို့ဒီလိုထင်တဲ့ပုဂ္ဂိုလ်လည်းရှိတယ်ဒီဖျားကခိုက်တယ်ဆိုပြီးတော့ပြောတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်အဲ့ဒါ ဖရာနဲ့မဆိုင်ဘူးကိုယ့်ရဲ့ကံတရားနဲ့သာဆိုင်ကံတရားနဲ့သာဆိုင်သို့တော်ဖရာဟုသွားဆွဲမိတတ်တယ်ပေါ့ဖရာကဆူတော်ပြေးတာမဟုတ်ဘူးရသော်ဖရာကသင်္ခါရုပပတ္တိတုတ်မှာဟောထားတာဘလို့သဘာဝကျတယ်အေးဆူတော်ပြေးတယ်ဆိုတာတဲ့ကိုယ်တဏ္ဏမှာတရားရှိရမယ်သီလရှိရမယ်တုတ္တဆိုတဲ့ကြာမြင့်ဘောဓုတ္တရှိရမယ်စာကဆိုတဲ့စုံလုံမှုရှိရမယ် ပညာဆိုတဲ့အသိဉာဏ်ရှိအဲ့ဒီအရေးချင်း၅မျိုးရှိမှဆူတောင်းရင်ပြည်တာတဲ့အရေးချင်း၅မျိုးမပိုင်ရင်ဆူတောင်းမပြည်ဘူးဒီလိုဆိုတယ်အဲ့တော့ဆူတောင်းပြည့်ခြင်းကိုယ်တဏ္ဍာမှာအဲ့ဒါတွေအရင်ရှိဖို့လိုတယ်ပေါ့